ိသရေပိုင်းနဲ့ဇလန်းလေးအစမှာတော့အုံလီဆံမာတယောက်ပုံသာဆုံးမကြီးကြောင့်သူကပါမီကိုပြန်ရောက်လာခဲ့ပါပြီ။ရောက်လာတော့လေမေဆူကီအခန်းဖြစ်နေတာကြောင့်သူပို့ပြီးမယုံနိုင်ဖြစ်နေခဲ့တယ်။အခန်းဘက်ဘက်လေးကိုလိုက်ကြည့်တော့လေတေချာတာမေဆူကီအခန်းဖြစ်နေတာကြောင့်ပို့ပြီးမယုံနိုင်ဖြစ်ခဲ့တယ်။ခဏနေမေဆူကီရောက်လာပြီးတေချာကြည့်ကယူတိုဟုတ်ပါရဲ့နော်။ယူတိုလားဆိုပြီးပြေးဖက်ပါတော့တယ်။ယူတိုကိုပြေးဖက်ပြီးမေဆူကီတယောက်မျက်ရည်လေးတွေကြာကဝမ်းသာလိုက်တာယူတိုရဲ့တွေ့ကျင်နေခဲ့တယ်။ ိမ်မလားတကယ်လားဆိုတာမယုံနိုင်ဘူးအရန်ပြောလိုက်တာလို့ပြောပြီးဝမ်းသာမျက်ရည်တွေစိုးနေနေပါတော့တယ်နှစ်ယောက်သားစကားတွေပြောအလွမ်းနေတည်နေကြပါတော့တယ်အဲ့ဒါနဲ့မစ္စကီလဲယူရိုကိုပြင်ရောက်လာမယ်ဆိုလဲကြိုးတင်အကြောင်းကြလေဘာမပြောညာမပြောနဲ့ရောက်လာတယ်ဘာမှတော့မပြင်ဆင်ရဘူးလို့ပြောခဲ့တယ်ဒီလိုနဲ့ယူရိုကမစ္စကီစီကဖုန်းလေးငှားပြီးဖန်နီရှာကိုဆက်သွယ်ခဲ့ပြီးမယ်ဖုန်းကခေါ်လို့မရပါဘူးယူရိုလဲတစ်ဖက်ကိုဖုန်းခေါ်မရတာကြောင့်စိတ်တူသွားခဲ့တယ်မစ္စကီလဲယူရိုကိုကြည့်ပြီးစိတ်ပူစရာများကြံခဲ့တာလား တပတ်မှစိတ်မချစရာတွေရှိသေးတာလားလို့မေးခဲ့ပါတယ်။အဲ့ဒါနဲ့ယူတိုလဲပန်သာမျိုးနွယ်ကိုနေနေနိုင်ခဲ့တယ်လို့လိုက်တင်မျိုးနွယ်ကိုလည်းအနိုင်တိုက်နိုင်ခဲ့တယ်။ဝင်းဘလူးမျိုးနွယ်ကိုပဲစိတ်ပူတာလို့ပြောခဲ့တယ်။အဲ့ဒါနဲ့မီဆူကီလဲယူတိုမျက်နှာလေးကိုကိုင်းပြီးစစ်ပွဲတွေမှာအောင်နိုင်သူကြီးဖြစ်ပေမဲ့ငါသိတဲ့ယူတိုလေးကအခုထိကလေးဆန်တဲ့ကောင်းလေးတယောက်ပါပဲလို့ပြောခဲ့တယ်။အဲ့ဒါနဲ့မီဆူကီလဲကဘာမီလေးကနေပြန်လဲကြိုးဆိုပါတယ်ယူတိုအခုလိုမျိုးယူတိုကိုမထင်မထားပဲပြန်တွေးလိုက်ရတဲ့အတွက်တိတ်ကိုဝမ်းသာတယ်လို့ပြောတော့ယူတိုကလည်း ငါရောပဲအရန်ဝမ်းသာတယ်မတိမထားပဲကဘာမီကိုပြန်လဲရောက်လာတဲ့အတွက်ပြောစရာစကားမရှိတော့အောင်ကိုပြောတယ်ဆိုပြီးနှစ်ယောက်သားချစ်ချည်နူးနေကြပါတော့တယ်နောက်တစ်ခါမှတော့အကိုတော်လူကမိမဖြစ်သူပြောလို့ယူတို့သူတို့ကဘာမှမရှိတော့ဘူးဆိုတာသိပြီးပောက်ကွဲနေပါတော့တယ်မိမဖြစ်သူကလည်းသူမလောက်ခိုင်းမဲ့ဂျားတွေကနေဝင်ရှုပ်ပြီးလှုပ်ချင်တာတွေလှုပ်တဲ့အတွက်စိတ်တွေတူပြီးတောင်းညံ့နေခဲ့တယ်ယူတို့ကငါးလက်နဲ့အဆုံးသက်မှာဘယ်ကုံမှထွက်ခွာခွင့်မပေးနိုင်ဘူးတက်ပြစ်မှာလို့ပြောခဲ့တယ်အဲ့ဒါနဲ့ဆုံးမကြီးကလည်းပန်းသာကောင်းဆောင်ဖြစ်တဲ့အကိုတော်ကကျမအမျိုးသားလေး ယူရိုကြောင့်တခုခုအပြစ်မခံနိုင်ဘူး။ဒါကြောင့်ဝင်မပါခြင်းပေမဲ့ယူတိုကိုရှင်းထုတ်လိုက်တာလို့ပြောတော့အကူတော်လဲစိတ်လျှော်ပြီးခွန့်လွတ်လိုက်ပါတော့တယ်။ဒါပေမဲ့လည်းအကျွေးဆက်စရာတွေရှိသေးတာကြောင့်ယူတိုမရှိလေဝင်ပလွေမျိုးနွယ်တွေကိုဆက်ပြီးတိုက်ခိုက်မယ်လို့ကြုံဝါနေပါတော့တယ်။တစ်ဖက်မှာလည်းတမူးကြီးကကြားပြီးရင်စတိန်ဘိုကိုယူတိုမရှိတော့တဲ့အကြောင်းပြောနေခဲ့တယ်။စတိန်ဘိုလည်းအံ့ဩသွားပြီးဖြစ်နိုင်တယ်လို့ယူတိုမရှိတော့တာငါမျက်နှာဖုံးအကူတော်လူများတတ်လိုက်တာလားဆိုပြီးတွေးနေခဲ့တယ်။ဒါကူတမူးကလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တေကြတာကသူတို့ခေါင်းဆောင်မရှိတော့ရင်ဝင်းပလေတိုင်းပြည်ကိုကြောက်စရာမလိုတော့ဘူးတိမ်ပိုက်လို့ရပြီလို့ပြောနေခဲ့တယ်အဲ့ဒါနဲ့တမူးကလည်းအခုတော့ပန်သာမျိုးနွယ်တွေကဂါဇက်ကိုတိုက်နေပြီခံတက်ကိုဖြိုးနေပြီလို့ပြောခဲ့တယ်စတိန်ဘိုးကလည်းငါတို့လည်းဒီတိုင်းထိုင်နေလို့မရဘူးလက်ဦးမှုယူပြီးအပြိုင်တိုက်ရမယ်လို့ပြောခဲ့တယ်စတိန်ဘိုးလည်းယူတို့မရှိတော့ရင်တခြားသူတွေနဲ့တိုက်ခိုက်ဖို့စိတ်ဝင်စားတော့ဘူးစိတ်လည်းမပါတော့ဘူးလို့ပြောခဲ့တယ်နောက်တစ်ခါမှာတော့ဖန်နီရှာကရန်အခန်းထဲဝင်လာပြီးယူတို့မရှိတော့တဲ့အကြောင်းလာပြောခဲ့တယ် ရန်ကလည်းတိတ်ကိုအံ့ဩသွားပြီဖြစ်နိုင်လို့လားခမဲတော်ကဘလို့ပြောသွားတာလဲလို့မေးခဲ့တယ်။ဖာနီရှာကလည်းပန်းသားမျိုးနွယ်စုဆုံးမကြီးကလှုပ်ဝက်မော်ပညာတွေသုံးပြီးယူတို့ကိုသူ့ကဘာမြေစီပြန်ပို့ပေးလိုက်တာ။ငါရှိမှတင်မော်ပညာနဲ့ချုံထောင်ပြီးလှုပ်ပေးလိုက်တာကြောင့်ယူတို့ကိုဘလို့မှဇွဲထားလို့မရဘူးလို့ရှင်းပြခဲ့တယ်။ရန်လည်းမဖြစ်နိုင်တာလေ။ဒါဆိုဖာနီရှာခမဲတော်ကိုပြန်ခေါ်လို့မရဘူးလားလို့မေးခဲ့တယ်။ဖာနီရှာကလည်းရန်ကလည်းမဖြစ်နိုင်လိုက်တာ။ဒါဆိုဖာနီရှာခမဲတော်ကိုပြန်ခေါ်လို့မရဘူးလားလို့မေးခဲ့တယ်။ဖာနီရှာကလည်း မဖြစ်နိုင်တော့ဘူးယူရိုကငါတို့ကိုအများကြီးကယ်တင်ပြီလေသူခန်းစားချက်ကိုထည့်အတွက်ပေးရမယ်လို့ပြောခဲ့တယ်ဖန်နီရှာတို့စကားကောင်းနေတော့ခရစ်အခန်းထဲကိုမပြောမစိုးနဲ့ဝင်လာပြီးပန်သားနဲ့လိုက်တင်းမျိုးနယ်စုတွေဝင်းဘူလီတိုင်းပြည်ကိုချီတက်လာတယ်လို့သတင်းရတာတယ်ဒါကြောင့်တိုက်ပွဲဝင်ဖို့အမားတော်တို့ချက်ချင်းပြင်ဆင်ပါဆိုပြီးခရစ်လေးကသတင်းလာပေးခဲ့ပါတယ်နောက်တစ်ခါမှာတော့ယူရိုလေးကဆယ်ကျော်သက်ကောင်လေးတယောက်လိုပေါ်ပေါ်ပါပါဝစားပြီးချစ်သူကောင်မလေးနဲ့ဈေးဝယ်ထွက်လာခဲ့တယ်။၃နှစ်လောက်ပျောက်သွားပြီးယူရိုကအရန်ထွက်လာတာကြောင့် အိမ်မှာယူရိုနဲ့တော်တဲ့အဝယ်အစားတွေမရှိတော့ပါဘူး။မစ်ဆူကီလေးလည်းယူရိုအတွက်အဝယ်အစားကောင်းကောင်းတွေပြည့်ဝပါတော့တယ်။ယူရိုလည်းပတ်စံတိတ်မရှိတော့တာကြောင့်ဈေးပေါ်တာလေးပဲဝယ်ဖို့ပြောခဲ့တယ်။ဒါကိုမစ်ဆူကီကလက်မခံပဲဝင်းဘလီမျိုးနဲ့စုခေါင်းဆောင်ကဘာလို့အပေါ်စားတွေဝယ်ရမှာလဲ။ကောင်းတာလေးဝတ်ဆန်းပါလို့ပြောခဲ့တယ်။ယူရိုလည်းဟိုဘက်မှာကဝင်းဘလီခေါင်းဆောင်လေးဒီမှာကအလုံးမရှိပဲတာမန်ဆယ်ကျော်သက်ချွေတားရမှာလို့ပြောခဲ့တယ်။မီဇူကီလေးလည်းဘာမှဆက်မပြောတော့ပဲဈေးချထားတဲ့အဝယ်အစားတွေပဲဝယ်ခဲ့ပါတော့တယ်။ ယူရိုလေးကမေဆူကီလေးကိုတနာသွားပြီးမင်းလဲလိုချင်တာဝယ်ပါဝယ်ပေးမယ်လို့ပြောခဲ့တယ်။မေဆူကီလေးကလည်းသူ့မှာပတ်စံပြတ်နေတာကြောင့်မလိုချင်ဘူးလို့ပြောပေးမိ။ယူရိုကဝယ်ပေးမယ်ပြောတာကြောင့်လိုချင်တာအတင်းရွေးခိုင်းခဲ့တယ်။အဲ့ဒါနဲ့မေဆူကီလေးကလည်းယူရိုအဆင်ပြေတာဝယ်ပေးပါ။ဘာလေးပဲဖြစ်ဖြစ်တန်ဖိုးထားပြီးတင်ထားပါမယ်လို့ပြောခဲ့တယ်။ယူရိုကလည်းမေဆူကီလေးကြိုက်တာယူဖို့ပြောနေပေမဲ့မေဆူကီကအတင်းညင်းနေတာကြောင့်သူပဲဝယ်ပေးခဲ့ရပါတော့တယ်။နှစ်ယောက်သားလက်ကလေးချိန်ပြီးတမီရီစာဘဝကိုအခုမှကြည်ကျင်းနေတဲ့ကြီးဖြတ်တန်းနေတာဖြစ်တယ်။ နောက်တစ်ခါမှာတော့ရန်တယောက်ဒဏ်ရာတွေမသက်သာတဲ့ကြားတွေကရှေ့တန်းထွက်ဖို့ပြင်နေပါတော့တယ်။ဖာနီရှာကလည်းဒဏ်ရာတွေမသက်သာသေးတာကြောင့်မသွားဖို့တားနေကြတယ်။ဒါကိုရန်ကလည်းမထွက်လို့မရကြောင်းပန်သားနဲ့လိုက်တင်တက်တွေရောက်လာတာကြောင့်မသွားရင်ဝင်ပလီတက်သားကြီးလည်းစိတ်တက်ကြသွားမယ်အပြင်တိုင်းပြည်ကလည်းသူများလက်အောက်ရောက်သွားနိုင်တယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ဖာနီရှာကလည်းအခုတိုင်းပြည်မှာယူတိုလည်းမရှိတော့ဘူး။နေပါမရှိတော့ရင်ငါဘယ်လိုလုပ်ရမလဲလို့မေးနေကြတယ်။ရန်လည်းစိတ်ချပါနောက်ဆုံးအနေနဲ့တိုက်ပွဲဝင်ခင် ခမဲတော်အတန်လေးကိုကြားကြည့်မိမိအခုမဖြစ်နိုင်တော့ဘူးလို့ပြောခဲ့တယ်။ဘာပဲဖြစ်ဖြစ်ခမဲတော်စီကအဆက်အသွယ်များရခင်ရန်တယောက်နောက်ဆုံးအချိန်ထိဝင်ပလေအတွက်တိုက်ပွဲဝင်ခဲ့တယ်လို့ပြောပြပါလို့တောင်းဆိုခဲ့တယ်။ရန်တယောက်ထွက်သွားတာကိုကြည့်ပြီးဖာနီချာအစိမ်းမကောင်းဖြစ်နေပါတော့တယ်။နောက်တစ်ခါမှတော့ခရစ်ကအမတော် AI ကိုယူဒိုတုကဘာမီကိုပြန်ရောက်သွားတဲ့အကြောင်းပြောပြခဲ့တယ်။ပန်သားမျိုးနွယ်စုဆုံးမကြီးကလိုဝမောပညာတွေတုံးပြီးယူဒိုကိုတုကဘာမီစီပြန်ပို့ပေးလိုက်တာ။ယူဒိုကိုဘလို့မှဆွဲထားလို့မရဘူးဆိုတာကိုရှင်းပြခဲ့တယ်။အမတော် AI ကလည်း ဒါဆိုယူတိုကိုပြန်ခေါ်နိုင်တာငါတယောက်ပဲရှိတယ်။ငါရဲ့အစင်းမြင့်မှောပညာကိုသုံးပြီးယူတိုကိုပြန်ခေါ်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ပြန်လာတာမလာတာကယူတိုအပေါ်မှာပဲမူတည်တယ်လို့ပြောခဲ့တယ်။ယူတိုကတော့သူ့ကောင်မလေးနဲ့ပျော်နေပြီးအားလုံးကိုမေ့နေပါတော့တယ်။နောက်တစ်ခါမှတော့လင်နီယာလေးကိုယူတိုကဘာမီမှာမရှိတော့တဲ့အကြောင်းတပ်သားတစ်ယောက်ကလာပြောခဲ့တယ်။သိကြတဲ့ယူတိုသေးသွားပြီ။ခေါင်းဆောင်စိတ်ခံခံထားပါလို့ပြောခဲ့တယ်။လင်နီယာလေးကလည်းမဖြစ်နိုင်ဘူး။အခုတော့အသက်ရှင်နေသေးတယ်။တရင်ကြတာမှားတာဖြစ်မှာပါလို့ပြောခဲ့ပါတယ်။တပ်သားကလည်းမဖြစ်နိုင်ကြောင်း ။တရင်ကတေးကြပါတယ်။ယူရိုကတေးကြပေါက်တိုက်ပွဲမှာကြာသွားတာလို့ပြောတော့လင်နီယာလေးမူးမိမလို့ဖြစ်ခဲ့တယ်။တသားကလည်းခေါင်းဆောင်တတိထားပါ။လက်အောက်ငယ်သားတွေတီးသွားရင်မကောင်းဘူးလို့တတိပေးခဲ့တယ်။တသားကလည်းဆက်ပြီးခေါင်းဆောင်အခုချိန်မှာဝင်ပလီတက်တွေကအားနေနေပြီ။ခေါင်းဆောင်အခွင့်အရေးရတော့ဝင်ပလီတိုင်းပြည်ကိုသိမ်းလိုက်ပါလားဆိုပြီးပြောခဲ့တယ်။လင်နီယာလည်းစိတ်တူသွားပြီ။ငါတို့ကိုကျင်နာယူရပေးတဲ့အကိုတော်ကိုတစ္ဆာဖောက်မလို့လား။အကိုတော်ကကောင်းငင်ဘုံကလာတာမသေးဘူး။အသက်ရှိနေသေးတယ်လို့ပြောခဲ့တယ်။ ောက်တစ်ခါမှာတော့မစ္စကီနဲ့ယူတိုတို့နှစ်ယောက်သားပန်းရံထဲမှာစာကူရာပန်းလေးတွေကိုတွားကြည့်နေခဲ့တယ်။မစ္စကီလေးလည်းယူတိုနဲ့အတူပန်းလေးတွေကိုမကြည့်ရတာကြားပြီးပြောလိုက်တာလို့ပြောခဲ့တယ်။ခဏနေတော့ယူတိုကဗိုက်စာလာတာကြောင့်မစ္စကီကသူ့လှုပ်ထားတဲ့မိုးလေးတွေကိုထုတ်ကြည့်ပါတော့တယ်။ယူတိုလည်းမစ္စကီလှုပ်တာတွေကစားလို့ရောကောင်းရဲ့လား။အရသာရှိလားလို့မေးတော့မစ္စကီလေးကစိတ်ဆိုးသွားပြီးမကြွေးတော့ပါဘူး။ယူတိုလည်းစားလိုက်တာလုံသွားတာကြောင့်ချက်ချင်းချော့ရပါတော့တယ်။မစ္စကီလေးကစားချင်ရင်ခွင့်ကြွေးရမှကြွေးမယ်လို့ပြောတော့ ယူရိုကရှက်သွားပြီးမသိချင်အောင်ဆောင်းပါတော့တယ်။မီဇူကီလေးလဲယူရိုကရန်ဒိုဖန်နီရှာတို့ကြွေးတာကြစားမယ်။ငါကြွေးတာကြမစားဘူးဆိုပြီးစိတ်ကောက်ပါတော့တယ်။ယူတိုတယောက်ကလည်းစားမယ်အခုခွင့်ကြွေးဆိုပြီးကြွေးခိုင်းတော့မှမီဇူကီချက်လာတာလေးတွေကတိတ်ကိုအရသာရှိတာတိသွားတော့တယ်။နှစ်ယောက်သားပန်းညံထဲမှာတိုက်ပွဲတွေကိုမေ့ပြီးပျော်ရှင်စွာရှောက်လေနေကြပါတော့တယ်။ခဏနေမီဇူကီစီအင်ဂိတ်ဖုံးဝင်လာတော့ယူတိုကင်လိုက်ရင်အင်ဂိတ်ကအဆင်ပြေလားအသက်ရှင်သေးလားလို့မေးပါတော့တယ်။ယူတိုလည်းသူ့အဆင်ပြေတာကြောင့် ဖန်နီရှာကိုပေးလိုက်ပါလို့ပြောခဲ့တယ်။ဖန်နီရှာလေးလည်းယူတို့အတန်ကြားလို့ဝမ်းနေသွားပြီးစိတ်မကောင်းပါဘူးယူတို့။ဂါဇက်ခံတက်ကိုမတိုက်ခိုက်နိုင်ခဲ့သလိုအနိုင်လည်းမယူနိုင်ခဲ့ပါဘူး။ရှေ့တန်းမှာလည်းဝင်ပလီတပ်သားတွေအများကြီးဆုံးရှုံးခဲ့ရတာကြောင့်ခွင့်လွတ်ပေးပါလို့ပြောခဲ့တယ်။ယူတို့ကလည်းရပါတယ်။ဖန်နီရှာတို့အမှားမှမဟုတ်တာ။တခါတလေတိုက်ပွဲဆိုတာကြာရှုံးတတယ်လို့ပြောခဲ့တယ်။ခဏနေတော့ယူတို့ကလည်းမစ်ဆူကီမကြောက်အောင်တိုးတိုးလေးကပ်ပြီးဖန်နီရှာတစ်ချက်လောက်ကူညီပါအောင်ဝင်ပလီတွေကိုပြန်လာလို့ရအောင်ဆင့်ခေါ်ပေးပါလား။ ကူညီပေးပါလားလို့ပြောခဲ့တယ်။ဖန်နီရှာကလည်းအဲ့ဒါကလီဗာကူညီပေးရင်ရပါတယ်။ဒါပေမဲ့ယူတိုဘက်ကပြန်လာခြင်းနဲ့စိတ်ရှိမှအဆင်ပြေမှာဒါဆိုကူညီပေးလို့ရတယ်လို့ပြောခဲ့တယ်။ဖုံးလဲချသွားရောမျက်ရည်တွေဝဲနေတဲ့ဖန်နီရှာလေးကိုရန်ကထွေးပွေကအားပေးပါတော့တယ်။ခမဲတော့မရှိတဲ့အချိန်မှာအခုလိုမျိုးရှေ့ကနေဦးဆောင်နေပြီးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောခဲ့တယ်။တညမေဆူကီလေးကယူတိုကိုလှမ်းခေါ်လိုက်ပြီးဝင်ပလေတိုင်းပြည်ကိုပြန်သွားခြင်းတယ်လို့ပြောခဲ့တယ်။ယူတိုကလည်းသွားခြင်းပေမဲ့မေဆူကီကိုကြည့်နေခဲ့တယ်။ဒါကိုမေဆူကီလေးက ယူတို့ပြန်သွားပါဒါပေမဲ့ငါလည်းအတူတူလိုက်ခဲ့မှာဖြစ်တာဖြစ်တယ်ဒါပေမဲ့ငါလည်းအတူတူလိုက်ခဲ့ချင်တာနင့်ကိုထိုင်းဆောက်ပြီးစိတ်ပူနေတာမျိုးမလုပ်ချင်တော့ဘူးလို့ပြောခဲ့တယ်ယူတို့ကလည်းမဖြစ်နိုင်ကြောင်းဟိုဘက်ကိုလိုက်ခဲ့ရင်မိသားစုတွေအားလုံးကိုထားခဲ့ရမှာနောက်တစ်ခါပြန်မတွေ့နိုင်တော့ဘူးလို့ပြောခဲ့တယ်မစ်ဆူဂီကလည်းအဆင်ပြေပါတယ်ယူတို့နဲ့မခွဲနိုင်တော့ဘူးလို့ပြောခဲ့တယ်အဲ့ဒါနဲ့ယူတို့ကလည်းဒါဆိုမစ်ဆူဂီငါဇနီးဖြစ်ပြီပါဒါဆိုဝင်ပလီတိုင်းပြည်ကိုလိုက်ခဲ့ပါလို့ပြောတော့မစ်ဆူကီလေးလည်းတိတ်ပြောသွားရင်နှစ်ယောက်သားလာရအောင်အောင်ပါအနန်းနေချွေပါတော့တယ် နောက်တနေ့ဝင်းမလွေတိုင်းပြည်ပြန်ရောက်သွားကြပြီတိုင်းသူပြည်သားတွေရောညီမတော်တွေကလည်းယူတို့ကိုကြိုးဆိုကြတယ်လို့မေစုကလေးကိုလည်းသဘောကျကြိုးဆိုခဲ့ရင်းဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်